မင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုတရားမျှတမှုမရှိသောရွေးကောက်ပွဲအဖြစ်တည်သူ68ရာခိုင်နှုန်းယုံကြည်မှုစစ်တမ်းကဖော်ပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖက်စစ်တပ်ကဒီဇင်ဘာလတွင်ပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ပြည်သူ့လှုပ်ရှားမှု platform platform for people movement က စစ်တမ်းကောက်ယူခဲ့ရာတွင်ပြည်သူ69ရာခိုင်နှုန်းကအကြမ်းဖက်စစ်တပ်၏2021ခုနှစ်စစ်အာဏာသိမ်းမှုကိုလက်မခံဟုဖြေဆိုခဲ့ပြီး68ရာခိုင်နှုန်းကရွေးကောက်ပွဲကိုတရားမျှတမှုမရှိဟုဖြေဆိုခဲ့ကြောင်း General Strike Coordination Forum GSCP ကသတင်းထုတ်ပြန်ချပါတယ်။ပြည်သူလှုပ်ရှားမှု platform Platform for People Movement ကစစ်တမ်းအရာ2025ခုနှစ်ရွေးကောက်ပွဲသည်တရားမျှတမှုမရှိရှုံးကြီးထားကြောင်းပြည်သူ68ရာခိုင်နှုန်းကဖြေဆိုခဲ့ကြကြောင်း အဆိုပါစစ်တမ်းကိုပြည်သူ3663ဦးကပါဝင်ဖြည့်ဆို့ခဲ့ကြခြင်းဖြစ်ပြီး2025ခုနှစ်အောက်တိုဘာလ28ရက်မှနိုဝင်ဘာလ5ရက်နေ့ထိစစ်တမ်းကောက်ယူခဲ့ကြခြင်းဖြစ်ကြောင်းဖြည့်ဆို့ကြသူများတွင်မြန်မာနိုင်ငံတွင်85ရာခိုင်နှုန်းပြည်ပရှိမြန်မာနိုင်ငံသား15ရာခိုင်နှုန်းဖြည့်ဆို့ခဲ့ကြခြင်းဖြစ်ကြောင်းသိရပါတယ်ထို့သောရွေးကောက်ပွဲနှင့်ပတ်သက်သည့်စစ်တမ်းကိုမြို့နယ်281မြို့နယ်မှပါဝင်ဖြည့်ဆို့ခဲ့ကြခြင်းဖြစ်ပြီးစကိုင်းတိုင်းမှဖြည့်ဆို့သူ29ရာခိုင်နှုန်း ရန်ကုန်တိုင်းမှဖြည့်ဆို့သူ16ရာခိုင်နှုန်းပါဝင်ဖြည့်ဆို့ခဲ့ကြခြင်းဖြစ်ကြောင်း Janice Strike Coordination for the GSCBE ထုတ်ပြန်ချက်တွင်ပါရှိပါသည်။စစ်တမ်းဖြည့်ဆို့သူများမှမျိုးနယ်282ခုမှပါဝင်ဖြည့်ဆို့ခဲ့ပြီးစကိုင်းတိုင်းမှ29ရာခိုင်နှုန်းရန်ကုန်တိုင်းမှ16ရာခိုင်နှုန်းပါဝင်ကြောင်းမျိုးပြဒေသနေထိုင်သူ51ရာခိုင်နှုန်းမူလနေရာမှပြောင်းရွှေ့နေထိုင်သူ24ရာခိုင်နှုန်းပါဝင်ဖြည့်ဆို့ခဲ့ကြကြောင်းသိရပါသည်။စစ်တမ်းဖြည့်ဆို့သူများတွင်အသက်45နှစ်အရွယ် 80ရာခိုင်နှုန်းရှိပြီးအသက်60အထက်600ရာခိုင်နှုန်းဖြစ်ကြောင်းအမျိုးသား90ရာခိုင်နှုန်းအမျိုးသမီး48ရာခိုင်နှုန်းနဲ့ LGBTQI+ သို့မဟုတ်မဖြစ်လို့သူမှ100ရာခိုင်နှုန်းပါဝင်ကြောင်းသိရပါတယ်။ဆက်လက်ပြီးကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခမ်းမရှိတွင်တရားမဝင်ရွေးကောက်ပွဲကိုတပိတ်မှောက်ဖက်ဒရယ်လန်ကိုရဲရဲရှောက်ခေါင်းစဉ်ဖြင့်ရေပြင်လူလူတပိတ်တိုက်ပွဲပြုလုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှိတွင် Free Burma Action Committee နောက်တန်းဦးဆောင်ရင်တရားမဝင်ရွေးကောက်ပွဲကိုတပိတ်မှောက် Federal Land ကိုရရရှောက်ကောင်းစဉ်ဖြင့်165ချိန်မြောက်စင်စက်မပြတ်မြေပြင်လူထုတပိတ်တိုက်ပွဲကိုနိုဝင်ဘာလ10ရက်နေ့တွင်ဆင်နွှဲခဲ့ကြကြောင်းသိရပါသည်အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ចောင်းသားအင်အားစုများ၊ຫນွေဦးတော်လန်ရေးအင်အားစုများ၊ထောက်ပို့ပြည်သူများတက်ရောက်ဆင်နွှဲခဲ့ကြပြီး ညပိုင်းတွင်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်နှင့်ပြည်ပရောက်တက်ကြွလှုပ်ရှားသူများတွေ့ဆုံပွဲနှင့်ပြည်ထောင်စုဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲရန်ပုံငွေပေးအပ်ပွဲခန်းနာကိုလည်း Free Burma Action Committee Northern California ၏စီစဉ်ဆောင်ရွက်မှုဖြင့် Zombie တင်ပြုလုပ်ခဲ့ကြကြောင်းသိရပါသည်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။